ကျွန်တော်မိမနိုင်ငံရေးမိမဖေဟာအဲ့ဒါတော့ငါနဲ့မဆိုင်ဘူးလေမေးခွင့်ပြုပါပါမေးခွင့်ပြုမေးခွင့်ကတော့ပြုတယ်ဟုတ်ကဲ့ဗျာဒါလည်းပဲဖုံဖုံကမဖြေခြင်းမဖြေခွင့်တော့ပြုဟုတ်ကဲ့ဟုတ်ကဲ့ဖုံဖုံဗျာကကျွန်တော်မိမနိုင်ငံရေးမိမဖေဟာအဲ့ဒါတော့ငါနဲ့မဆိုင်ဘူးလေ မေးခွင်းပြုပါပါမေးခွင်းပြုမယ်မေးခွင်းကတော့ပြုတယ်ဟုတ်ကဲ့ဗျာဒါလည်းပဲဖုံဖုံကမဖြည့်ခြင်းမဖြည့်ခွင်းတော့ပြုဟုတ်ကဲ့ဟဲ့ဟုတ်အဲကျွန်တော်တိတော့ဟာဒီကျွန်တော်တို့ဒီနိုင်ငံရေးမှာပေါ့အခုမှပြည့်ပြည့်နေအောင်ဖုံဖုံကလည်းဖုံကြီးတပါးအနေနဲ့ပေါ့နော်အဲ့ချိန်မှာအေးဖုံဖုံတော့ဖုံကြီးတပါးပေါ့နိုင်ငံရေးမှာဒီဖုံအဲ့လိုမျိုးပေါ့နော်ဖုံကြီးတွေပါဝင်ပတ်သက်နေရအောင်အခုဆိုပြည့်ပြည့်နေရတယ်ဖြစ်တယ်လေအဲ့လိုမျိုးတော့ဖုံဖုံအနေနဲ့အဲ့လိုမျိုးပါဝင်ပတ်သက်နေရအောင်ဖုံဖုံအနေနဲ့ဘယ်လိုမြင်လဲဗျာ တကယ်လို့လေတကယ်လို့သာဗောဒီအဲဆရာတော်ဥပ္ပယသူ ਨੇ နိုင်ခပြောမယ်ဆိုရင် သူဆိုရင်အဲ့လိုမျိုးနိုင်ငံရေးကိုသူကဝင်ပြောတယ်ပြောတော့ဒီကျွန်တော်တို့ဒီအပြင်လူတွေကသူ့ကိုနည်းနည်းဗောပြောကြတာဗာလေဖြစ်တဲ့ဆိုရင်ရောကျွန်တော်တို့အနေနဲ့ကြတော့သူ့ကိုသူ့ကိုအဲ့လိုပြောတဲ့အတွက်မို့ကျွန်တော်တို့ကန်ကြီးထိုက်တာအဲ့လိုမျိုးကိုဖြစ်နိုင်မှာလားအပြစ်ဘယ်လိုအပြစ်မျိုးဖြစ်နိုင်မှာလဲခင်ဗျာ မေးခွင့်ဖုံဖုံပြုတ်လိုက်တယ်လို့မဖြေခွင့်ရောပြုတ်မလားအဲဖုံဖုံအနေနဲ့ပါဆန်တဲ့အနေနဲ့ဘောနော်ဒီအဲ့လိုမျိုးဝင်ပါတာလက်ခံနိုင်လားမလက်ခံနိုင်လားသိကြလို့ပါဗျာတန်းဖုံဖုံကအင်ဂျင်နီယာဖြစ်ခဲ့တာသိလားဟုတ်ဟုတ်ပြီနော်25နှစ်ကြာမှသာသနာဖောင်ရောက်လာတာဖုံဖုံပြောခြင်းတဲ့စကားလေးတခွန်တန်းနိုးဆွပေးတာပဲ တာဖတာတွေးပြီးတာဖတာအဖြေထုတ်ပါစစ်တွေ့ရင်ကစားဘူးလားဟုတ်ကစားဘူးစာလေးတစ်ပုဒ်ရေးထားပါလေတနေ့တနေ့အဆုံးမှစကားထဲမှာရေးထားတဲ့စာလေးမနေ့ကတော့ဖတ်ပြလိုက်ပါလေတဲ့တာတို့သမီးတို့စစ်တွေ့ရင်ကစားဘူးလားကစားပါတယ်ဟုတ်ပြီနော်ကစားဘူးတဲ့သူကကစားဘူးတဲ့မကစားဘူးတဲ့သူကမကစားဘူးပေါ့ဘယ်နှကွက်ရှိလဲ၈ကွက် 64ခုအကောင်လုံးပေါ့အေး68ဒီ64လေးဒါနိုင်ငံရေးလှုပ်ရှင်နေမလှုပ်ပါနဲ့လို့ဖုံဖုံပြောရင်ဖုံဖုံလောက်မိုက်တယ်လို့ရှိဒါနိုင်ငံရေးမလှုပ်ရှင်ဘူးဖုံဖုံကမလှုပ်ပါနဲ့လို့ပြောရင်ဖုံဖုံလောက်မိုက်တဲ့သူမရှိဟုတ်ပလားသူ right နဲ့သူပဲယဟန်တန်ကကိုပြောတာမဟုတ်ဘူးနော်ဘာဖြစ်ဖြစ် ူလုတ်ပိုင်ခွင့်သူဖြစ်ခြင်းနဲ့ဆန္ဒနဲ့သူရိုက်နေသူပဲဒါကဖုံမုံရဲ့နှလုံးသွင်းဒါနဲ့ဖုံမုံရောဝါသနာပါလားမပါဘူးလားဆိုတော့အဲ့ဒီစစ်တူရင်လေးပြောပြမယ်စစ်တူရင်မြင်ဘူးတယ်နော်ကစားရမကစားရခဏထားမဘိရှော့ဆိုရင်တောင်းတန်းသွားတာလေ crossing ဟုတ်တယ်မလားဟုတ်ဘိရှော့ဒေါက်ကာဆယ်ဆိုရင် straight သွားတာလေ ုတ်တယ်မဟုတ်ဆိုရင်အလ်ဘောဂန်ဝါရာခုံးဟုတ်တယ်မလားဟုတ်ဒါလေတီရှိတ်ပါကမင်းကြမှာအဲ့ရှိတ်ဖြစ်တော့ထားပါကန်ဖမှုရေးထားတဲ့စာလေးဖတ်ပြမယ်ဒါတို့ကြိုက်တယ်လို့သဘောပေါက်သမီးတို့ကြိုက်တယ်လို့သဘောပေါက်လူဟာသူ့ right နဲ့သူဆိုတာတော့ဖုံဖုံပြောပြီးပြီနော်ဒါတန်အဲ့ဒီဟာတွေတော့ဖုံဖုံဝေလည်းမဝေပန်ဘူးပါလည်းမပါဖုံဖုံနေနေရောဆိုရင်ဖုံဖုံစိတ်ထဲမှာငယ်ကလေးကဖြစ်ခဲ့တာလေးရှိတယ် နိုင်ငံရေးဆိုလို့ပြောတာပါနိုင်ငံရေးဆိုရင်တအားကွန်မြူနီလားဆိုရှယ်လစ်လားကပီတလီစင်လားဒီမိုကရေစီလားဟုတ်တယ်မလားဒီမိုကရေစီတော့လစ်ဘရယ်လားဘာလားညာလားဒီအဲ့ဒါဒီဘုံဘုံမသိဘူးနော်ဘုံဘုံသိတာလေငယ်ကလေးအချောင်းပြောရင်စစ်တူရင်ကစားတဲ့အခါအယုတ်ကလေးတွေကိုကိုကြိုက်တယ်လို့ရွှေ့ကြတယ်ဟုတ်တယ်မလား နေပညာမျိုးစုံနဲ့ရွှေ့ကြတယ်ဟုတ်လားအယုတ်တွေကကော်ဘတ်ယုတ်နဲ့လုတ်တာလည်းရှိတယ်ကော်ယုတ်ပေါ့အသားနဲ့လုတ်တဲ့အယုတ်လည်းရှိတယ်ဟုတ်လားကြီးနဲ့လုတ်တဲ့အယုတ်လည်းရှိတယ်ငွေနဲ့လုတ်တဲ့အယုတ်လည်းရှိတယ်တတ်နိုင်လို့ရွှေနဲ့လုတ်တဲ့အယုတ်ပင်ဖြစ်ပါစေအောင်တော့ သူ့ကစားကွက်64ကွက်အတွင်းကနေအပြင်ထွက်ကစားလို့မရအောင်ရှင်းမလားမရှင်းဘူးဗျာတန်အဲ့လိုဖြေတာကိုယေရှုတင်တယ်ဖုံဖုံအဖြေမပေးပါဘူးဒါဖုံဖုံစိတ်ဖုံဖုံငယ်ကလေးကဖြစ်ခဲ့တာ စစ်တူရင်ကစားခံရတဲ့အယုတ်ဟာရွှေလိုတန်ဖိုးရှိတဲ့စိမ့်ချဲထားတဲ့ရွှေရုပ်ဖြစ်အောင်တော့ဒီဧရိယာအတွင်းကထွက်လို့ရလားရပါဘူးဒါတို့အဲ့လိုအယုတ်ဖြစ်ခြင်းသလားဒါသားတို့ right လေဖုံဖုံကတော့64ကွက်ထဲမှာမနေနိုင်ဘူးရှင်းလားတဘောပေါက်လား 64ခွက်မှာပုံးဖြစ်အောင်တော့တစ်ခွက်ပဲချွေလို့ရမယ်။ဘေးချော့ဖြစ်အောင်တော့ကန့်လန့်ပဲတိုက်လို့ရမယ်။ကားဆဲဖြစ်အောင်တော့စွိတ်ပဲသွမ်းလို့ရမယ်။ဖုံးဖုံး64ခွက်နဲ့တင်ကိုဘဝကြီးကိုအပြီးမခံဘူး။နားလည်လား။ဟုတ်နားလည်ပါဖုံဖုံစိတ်ဖုံဖုံခံစားချက်ဖုံဖုံဒီအခုအချိန်နေအတိတရားနဲ့ဖုံဖုံပြောတာ။ ကျန်တော့ကိုရိုက်နဲ့ကိုဘာသူမှမဝေပန်ဘူးကောင်းတဲ့ဆိုတယ်မပြောတတ်ဘူးကိုခွင့်ရည်နဲ့ကိုပဲဟုတ်ပလားဟုတ်တယ်ပါဟုတ်ကျေးဇူးပါဗျနားမလဲပဲနဲ့ကျေးဇူးတယ်နားလဲပလားတာတကယ်တော့နားမလဲဘူးဗျာကျွန်တော်အဲ့လိုမျိုးပေါ့ တကယ်ဆိုရင်သူကဒီပေါ့ဖုံးကြီးဆိုရင်ပေါ့နော်ဒီခဏထားအဲ့ဒါခဏကိုယ့်အကြောင်းကိုပြောကိုယ့်အကြောင်းကိုပြောကိုယ့်အကြောင်းကိုပြောပါဟုတ်ကဲ့ဟုတ်သူ့ right နဲ့သူဆိုတာပြောပြီးပြီလေဟုတ်ကဲ့ဟုတ်ဟုတ်ပြီလားဒါကိုယ့်အကြောင်းကိုပြောပါဟုတ်ကဲ့တန်းဆိုရင်60လက်ခွေ၄ွက်ထဲမှာနေမလားအပြင်ထွက်မလားအပြင်းထမပါဗျာဒါသားသဘောပဲဟုတ် တန်းအပြင်ထွက်မယ်လို့ပြောတော့64ခွက်ထဲမှာကစားနေတဲ့သူတွေကိုအပြစ်ပြောသလိုရောက်မယ်အဲ့လိုလေအပြစ်ပြောတာမဟုတ်ဟုတ်လားဟုတ်ကဲ့တခုတော့ရှိတယ်ရွှေနဲ့လှုပ်ထားတဲ့စိတ်နဲ့လှုပ်ထားတဲ့အယုတ်ဖြစ်အောင်တော့အပြင်ထွက်လို့တော့မရတော့ဘူးနေကလေးကနေကလေးကအဲ့ဒီအတိလေးရှိတယ်ကဟုတ်မလားဟုတ်ကဲ့တင်ပါဗျာ ဟိုဘက်တယောက်ကျော်တန်းပေးလိုက်တန်းတဘောပေါက်လာပေးလိုက်သားခေါင်းငိမ့်တာကိုတဘောကြလို့တန်းပြောတဲ့ကဲဟာဘီအဲ့ငါဝါတာပေါက်ပါလေဗျာအေးဟုတ်ပြီဒါပြတော့ပေါက်ပါလေဗျာတဘောပေါက်တယ်နော်ဟာတာတို့ကအတာဟုတ်ပြီအေးအေးအေးဒီဘက်တယောက်ဩဒီဘက်တယောက်ဩသူလည်းခေါင်းငိမ့်နေမသိရောဘာသိရောမှာတယ်ဟုတ်လား ဘယ်ရမခေါ်မဲခေါ်တစ်ဖွဲ့လုံးခေါ်ပါပေါ့ဘယ်လာပြောတဘောပေါက်တယ်ဖုံးဟမ်တဘောပေါက်တယ်ရှင်းပြလို့ရမလားဒါတဘောပေါက်တာဟာမရှင်းနဲ့စုပ်ကုန်နေမယ်တချို့ကိစ္စရှင်းမှစုပ်တယ်ဒါဟုတ်တယ်မလားဟုတ်တယ်ဘေးကျေးဇူးတင်ပါတယ်ဟုတ်ပြီဟုတ်ပြီအေးအေးဟုတ်